အီရန်နိုင်ငံအနေနဲ့မိမိတို့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့သဘောတူညီမှုရယူဖို့အမြင်နဲ့အတူဧပြီလ12ရက်နေ့မှာအမေရိကန်နဲ့ဆွေးနွေးမှုအတွင်းဆင်းဆက်ဖို့အကြောင်းရှိကြောင်းနိုင်ငံသားရေးဝန်ကြီးအဘတ်အာရဂျီကပြောကြားလိုက်ပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေနဲ့စစ်ရေးအရာအရေးမယူဖို့ပထမဆုံးသဘောတူရမှာဖြစ်ပြီးအီရန်အနေနဲ့ချိန်ချအကြက်ကင်မှုကိုလုံးဝလက်ခံမှာမဟုတ်ဘူးလို့ဝန်ကြီးအာရဂျီကဖြည့်ဆွတ်ပြောပါတယ်။ တမရာထရန်ကအီရန်နဲ့တိုက်ရိုက်ဆွေးနွေးမှာဖြစ်ကြောင်းဧပြီလ9ရက်မှာအမတ်မထိန်ကြေညာထားပေမဲ့အိုမန်မှာဧပြီလ12ရက်ဆွေးနွေးညှိနှိုင်းမှုတွေဟာအမေရိကန်နဲ့တိုက်ရိုက်ညှိနှိုင်းမှုတွေမဟုတ်ဘူးလို့ဝန်ကြီးအာရချီကအခိုင်အမာပြောဆိုလာတာပါပထမသမရယာဒူတက်တန်အတွင်ကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့အီရန်ကြား2015နျူကလ িয়ার သဘောတူညီမှုကနေအမေရိကန်ကိုနှုတ်ထွက်စေခဲ့တဲ့ထရန့်ကဆွေးနွေးမှုမအောင်မြင်ရင်အီရန်ဟာကြီးမားတဲ့အနေရကျရောက်လိမ့်မယ်လို့သတိပေးထားပါတယ်။ အမေရိကန်နဲ့အီရန်ကြားတတမန်ဆက်ဆံရေးမရှိတာကြောင့်ထရန်ကအီရန်ထိပ်တန်းခေါင်းဆောင်အယာတိုလာအလီခါမေနီစီပြီးခဲ့တဲ့လကယူအီနိုင်ငံကနေတဆင့်စာရေးသားပေးပို့ခဲ့ပါတယ်။အဲ့ဒီစာထဲမှာထရန်ကအီရန်အနေနဲ့အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကိုရှောင်ရှားရေးနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မရှိစေရဘူးလို့သတိပေးထားပါတယ်။ အိမ်ဖြူတော်မှာအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့တွေ့ဆုံမှုအတွင်းအမေရိကန်နဲ့အစ္စရေးတို့ကအီရန်အနေနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မရှိဘူးလို့နှစ်နိုင်ငံသဘောတူညီခဲ့ကြပါတယ်။တကယ်လို့သဘောတူညီမှုတွေရှေ့ကြနေမယ်ဆိုရင်အီရန်ကိုစစ်ရေးအရအရေးယူသွားမှာဖြစ်ကြောင်းလဲအမေရိကန်နဲ့အစ္စရေးတို့သဘောတူထားပါတယ်။အီရန်ကသူတို့ရဲ့နျူကလ িয়ার စီမံကိန်းဟာငြိမ်းချမ်းရေးအတွက်တက်တက်ဖြစ်ပြီးနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့နဲ့ပိုင်ဆိုင်ဖို့လုံးဝစဉ်းစားမှမဟုတ်ဘူးလို့ပြောထားပါတယ်။ ဒါပေမဲ့2015နျူကလ িয়ার သဘောတူညီမှုကအမေရိကန်နှုတ်ထွက်ပြီးနောက်ပိုင်းမှာအီရန်ကယူရေနီယံတန့်စင်မှုကိုလက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်နီးပါးထုတ်လုပ်နေတာကြားပြီးဖြစ်ပါတယ်။အီရန်အနေနဲ့လက်ရှိအတိုင်းအတာအတိုင်းယူရေနီယံတန့်စင်ထုတ်လုပ်နေမယ်ဆိုရင်တစ်နှစ်အတွင်းနျူကလ িয়ার ပုံထုတ်လုပ်နိုင်ခြေရှိတယ်လို့ပညာရှင်တွေကခန့်မှန်းထားပါတယ်။